PHO NUG တို့ဖွဲ့စည်းခြင်းအခါကထောက်ခံခဲ့တဲ့ဘာကတာအုပ်စုတွေကဘလို့ကြီးညာချက်ထုတ်လဲဆိုတော့မစ္စနာလုံးမဲမကလာပါကော်မင်းရဲ့တရေတော့ကျွန်တော်ချုပ်နားထောင်ကြည့်အောင်ဒီရှိနေသားမှာအောင်ကြည်ညွန့်တို့အုပ်စုပေါ့အောင်ကြည်ညွန့်ဆိုတာ CRPH ဆိုတဲ့အုပ်စုတွေပေါ့နော်သူတို့ကဘာလဲအဓိကအဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းကနန်းစီရန်နေလို့ဘာလုပ်မဲညာလုပ်မဲဆိုပြီးတော့သူတို့ဒီလိုထုတ်လိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့အဖွဲ့အချင်းချင်းမှာပဲပြန်ပြီးတော့တုံ့ပြန်ကြတာတွေတွေ့ရတယ် တော့တုံ့ပြန်ကြတယ်တွေ့ရနောက်ပြီးတော့ကျွန်တော်ဒီဟလာဒီလက်ရှိမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြိပခတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မသုံးသက်ဘူးဆိုတာဘာကြောင့်လဲဆိုတော့အဓိကကဒီ PDF အုပ်စုတွေဟာသဘောတရားအရောလက်တွေ့အရောရှုံးနေတာတွေကျွန်တော်တွေ့နေရအဲ့တော့ကျွန်တော်တို့ဒီကိစ္စတွေပတ်သက်ပြီးတိတ်သုံးသက်စရာမလိုတော့ဘူးလို့ကျွန်တော်ဒီလိုသုံးသက်တယ်နော်ဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာဇင်မာအောင်တို့ရဲ့ဒီတော်လိုင်းရဲ့ project ကြီးကမြေပြင်မှာရောလက်တွေ့သဘောတရားမြေပြင်မှာရောသဘောတရားအရောအကုန်ရှုံးနေတယ်အကုန်ရှုံးနေတယ်ဘာကြောင့်လဲဆိုတော့သူတို့ ကြုံခဲ့တဲ့ဇကားတွေကိုသူတို့လိုက်ပြီးတော့ကာကွယ်ဖို့အတွက်ပဲသူတို့လုပ်နေကြတယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်ရတယ်နော်လက်ရှိအနေထားမှာဇင်မာအောင်ကိုယ်တိုင်ပြီးခဲ့တဲ့ရက်ပိုင်းတွေပြီးခဲ့တဲ့လပိုင်းတွေကဇင်မာအောင်ကိုယ်တိုင်ဗာပြောလာလဲဆိုတော့သူတို့အနေနဲ့ဟလာအာဒီဟလာဒီတက်မလို့ကြီးကိုတိုက်ခိုက်တာမဟုတ်ပါဘူးဟလာဆေးအုပ်ကြီးကိုတိုက်ခိုက်တာပါပါဒါမျိုးတွေအစ်ဒီသူပြောလာရတယ်လို့ဇင်မာအောင်အနေနဲ့တော့ဗာလီပြောလာလဲဆိုတော့သူတို့အနေနဲ့ဒီတွဲဆောင်ဆွေးနွေးရေးအတွက်ကိုသွားဖို့အထီတောင်သူတို့ပြင်ဆင်နေတဲ့သဘောတွေကျွန်တော်တို့တွေ့လာရတယ် ။ဘာဘာကြောင့်မို့ကျွန်တော်ပြောလဲဆိုတော့လက်ရှိအနေထားမှာဇင်မာအောင်တို့ဟလာဒီခွန်င်းတို့စိုင်းညွန့်လွင်တို့ဥဆောင်ပြီးတော့အခုဒီနေ့ပေါ့နော်ဒီကနေ့မှာဒီခွန်င်းမှာပေါ့နော်ကျွန်တော်တို့ဒီဘန်ကောက်မှာသူတို့ဆင်မနာတခုကျင်းပနေဒီဆင်မနာကဒီစီဝေးဘွဲကတေးကြတယ်သူတို့အနေနဲ့လက်ရှိနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအစိုးရနဲ့ဆွေးနွေးပွဲကိုဥတည်သွားလိမ့်မယ်နော်ဆွေးနွေးပွဲကိုဥကိုဥတည်ရလိမ့်မယ်အဲဒါတွေကျွန်တော်တွေ့နေရတော့ပြောရလို့ရှိရင်ဗျာလက်ရှိအနေထားမှာ CRPH တို့ဟလာဂျန်နဲ့အဖွဲ့အစည်းတွေဟာတရားဝင်အဖွဲ့အစည်းတွေမဟုတ်ဘူး ဒေါ်ဆန်းစုကြည်ကလက်ခံတဲ့အဖွဲ့အစည်းတွေမဟုတ်ပါဘူးလို့ဒီနေဖုံးလက်ရဲ့ဟုတ်လားရောက်ခမကိုတိုင်နော်ထုတ်ပြောသားပြီးသွားပြီဒါသူတို့ရဲ့နော်သူတို့ NLD အုပ်စုတွေတွဲဆုံတဲ့ပွဲမှာတရားဝင်ထုတ်ပြောထားတာအဲ့တော့ပြောရရင်သူတို့ရဲ့ဒီတော်လန်ရေးကြီးဟာမိသောပင်ဆိုစေကမူရေစုံမျောသွားပြီအဲ့တော့ဒီတော်လန်ရေးပါဆိုတဲ့ပတ်သက်တဲ့အထဲမှာအားလုံးဟာခွက်ခေါက်တဲ့လူကခွက်ခေါက်တယ်ဂီတာတီးတဲ့လူကဂီတာတီးတယ်ပြောပြီးတော့အဲ့လိုလှုပ်ပြီးတော့ကိုအကျိုးစီးပွားကိုရက်တီကိုအကျိုးစီးပွားကိုရှာကြံလာရတဲ့အဆင့်တွေရောက်ကုန် ခမတာညင်းလို့မရဘူးဟုတ်လားပြောလို့ရှိရင်ဟုတ်လားဒီုံနင်းတို့အဲဒီပါလေချစ်သူဝေတို့လင်မယားတွေပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်မှာခွက်ခေါက်တယ်အခုခွက်ခေါက်တဲ့အခါမှာသူတို့ကဘာတွေဖြစ်လာပြီလဲဆိုတော့တိုက်ပွဲတွေအတွက်ခွက်ခေါက်တာမဟုတ်တော့ဘဲနဲ့သူတို့ရဲ့အကျိုးအပြတ်အခန်းတွေပေါ့နော်ဒါတွေအတွက်ကိုဟုတ်လားမျက်ကမှန်ဝယ်ပေးဖို့တို့ဟုတ်လားမျက်စိအတုထည့်ပေးဖို့တို့ခြေထုတက်ပေးဖို့တို့အဲလက်ထုတက်ပေးဖို့တို့ဒီအတွက်တွေခွက်ခေါက်လာတာကိုကြည့်ချင်းအဖြစ်သူတို့ကတိုက်ပွဲတွေမှာ အတော်ရှုံးနေပြီဗျာပြောရရင်ပြောပြလို့မရအောင်ဖော်ပြလို့မရအောင်ရှုံးနေပြီဆိုတာကိုကျွန်တော်တို့သုံးသပ်လို့ရတယ်ဒါကပြောရရင်တို့ကတော့တို့ရှုံးနေပြီလို့ဘယ်တော့မှထုတ်ပြောမှာမဟုတ်ဘူးเนาะဒါတော့ကျွန်တော်ဒီလိုသုံးသပ်နောက်တစ်ခုကတို့အုပ်စုတွေကြားမှာဟလာဒီငွေကြေးနဲ့ပတ်သက်ပြီးပြဿနာတွေအများကြီးဖြစ်လာတယ်နောက်ပြီးတော့ဒီအောင်ကြည်ညွန့်လို့ဆိုလို့ရှိရင်အမေရိကန်ကိုပို့ဖို့အတွက်ထိုင်းနိုင်ငံတို့မလေးရှားနိုင်ငံတို့ကနေပတ်စံယူပြီးတော့စီးယုံထားတဲ့လူတွေရှိတယ်အဲ့လူတွေကလည်းအခုမသွားတဲ့အခါမှာအောင်ကြည်ညွန့်တို့အုပ်စုတွေကိုပြဿနာမျိုးမျိုးရှာလာကြတယ်ဒါတွေကတို့ကြားမှာ ဘလို့မှဖုံးဖိလို့မရတဲ့ပြဿနာတွေဖြစ်လာတယ်။အဲ့တော့ကျွန်တော်တို့ကဒါကြောင့်မလို့ဒီ PDF ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့သုံးသက်စရာအောင်မလို့တော့ဘာကြောင့်လဲဆိုတော့ PDF ဆိုတာပြေးနေရတဲ့အုပ်စုဖြစ်သွားပြီ။နော် PDF တွေကိုတစ်ချိန်လုံးကထောက်ခံပါတယ်ဆိုတဲ့ရွာတွေကိုနိုင်ကိုက PDF တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတတ်မတော်ပေးလာတယ်။ဒါညင်းလို့မရတဲ့ညင်းလို့မရတဲ့အုပ်စုတွေ။အဲ့တော့ဒီအုပ်စုတွေက PDF ရဲ့ခေါင်းကန်ဆရာကြီးတွေဖြစ်တဲ့ CRPH တို့ NUG တို့က လက်တွေ့မြေပြင်မှာအရှုံးပေါ်လာတဲ့အတွက်သူတို့ကတစ်ဖက်မှာ formula တွေကိုပြန်ထုတ်သုံးလာတယ်။အဲ့ formula တွေကဘာလဲဆိုတော့ဟာလာထားပါတော့ CDN လောက်ကမဲလို့ NaN CDN တွေကိုဘယ်လိုလုပ်အောင်ဘယ်ဝင်လုပ်အောင်ဒါတွေက88တရားပြပြောရင်လေဘောချင်းချောင်းနေရတယ်ပေါ့နော်။ဆိုတော့ပြောရလို့ရှိရင်လက်ရှိအနေထားမှာ CRPH and UG အုပ်စုဟာသူတို့ကိုတိုင်တောင်ဘယ်နေရာပြေးရမလဲမသိဖြစ်နေအောင်နော်။အဲ့လိုအခြေအနေမျိုးမှာဒီ NLD အဟောင်းနေ NLD CEC အဟောင်းနေဖွဲ့ထားတဲ့ CRPH အုပ်စုက CDN နေနဲ့ပတ်သက်ပြီးစာထုတ်လိုက်တာဟုတ် အဲ့ဒီသူတို့တစ်ချိန်လုံးကသူတို့ဒီ CRPH တို့ NUG တို့ကိုထောက်ခံခဲ့ပါတယ်ဆိုတော့ចောင်းသားအဖွဲ့တွေပြန်တဲ့ចောင်းဆရာအဖွဲ့တွေကိုတိုင်ကိုကပြန်ပြီးကန့်ကွက်လာတာကိုကျွန်တော်တို့တွေ့ရတယ်เนาะပထမဆုံးသူတို့ဟုတ်လားအရင်အရင်တုန်းကသူတို့ CRPH တို့ NUG တို့ဖွဲ့စည်းစဉ်အခါကထောက်ခံခဲ့တဲ့ဘာကတာအုပ်စုတွေကဘလို့ကြီးညာချက်ထုတ်လဲဆိုတော့ CRPH အကျန်းဖက်အာနာအာနာဖီဆန်ရေးအကျန်းအကျန်းမဖက်ဟိုဒီအကျန်းဖက်အာနာဖီဆန်ရေးမှန်မလို့အကျန်းမဖက်မဟုတ် ် CRPG ရဲ့ဒါဘာကသာနော်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ကဘယ်လိုထုတ်ပြန်လဲဆိုတော့ CRPG အကြမ်းမဖက်အနာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေနဲ့ဆက်လင်းရွေးတဲ့သဘောထားထုတ်ပြန်ချက်ဆိုပြီးတော့ဘာကသာဖွဲ့ချုပ်ထုတ်ပြန်တယ်ပြောင်းလို့လို့တော့ကိုစားပြုကော်မတီ CRPH ရဲ့အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကို2025ခုနှစ်ဇွန်လ23ရက်နေ့ထုတ်ပြန်တယ်တဲ့။ CDM ဘူဝါဒနဲ့ပတ်သက်ပြီးတော့ဘာကသမြအဖွဲ့ချုပ်ကြီး အမြင်နဲ့သဘောထားအပြည့်စုံကို2023ခုနှစ်ဇန်နဝါရီလ28ရက်နေ့ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်တဲ့စီဒီအန်လှူရှားမှုမှာပါဝင်ခဲ့သူများမှာကိုဂျိုးကိုမငဲ့ကွက်ပဲပြည်သူလူထုအကျိုးအတွက်ရှေ့တန်းမှပေါင်းခဲ့သူတွေကောင်းများဖြစ်တယ်ဒါကြောင့်မို့စီဒီအန်ဝန်ထမ်းများကိုအသိမဲ့ပြုခြင်းဂုံပြုခြင်းကုစားပေးခြင်းနဲ့၎င်းတို့အတွက်တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းတို့မှာလှုပ်တင်လှုပ်ထည့်သည့်လို့ရဖြစ်တယ်ဆိုပြီးဘာကသာအဲ့လိုစတယ်ဒါပေမဲ့အကြမ်းဖက်အာနာဖီဆိုင်ရင်လှူရှားမှုဆိုသည့်ဥပဒေဖြင့်အာနာ၃က လုံယူဖန်တီးရေးမရပါတဲ့စီဒီအန်လှုပ်ရှားမှုတွေမပါဝင်သူများကိုဥပဒေဖြင့်အရင်းပြူမီဆိုခြင်းကဤအခြေခံဥပဒေသဘောကိုပင်နားမလည်ရရောက်ပါတယ်တဲ့မိမိသဘောဆန္ဒအလျောက်စီဒီအန်လှုပ်ရှားမှုတွေပါဝင်ခဲ့သူများ၏ဂုံတိတ်ခါကိုလည်းညှိုးနှမ်းစေပါတယ်တဲ့တော်လှန်ရေးတရားစင်နေရတယ်နဲ့နိုင်ငံရေးပြူဟာလုံးစွာအရေးကြီးသည့်အရေးကြီးပါတယ်တဲ့မိမိအင်အားစုကိုစူးစီးဂျားလူကိုစီးယုံကရန်သူလူများကိုပါကိုပတ် သားအဖြစ်ပါလာရန်စ조사ဆောင်ရွက်ရသည်ရမည်ဖြစ်ပါတယ်တဲ့ဒါပေမဲ့ CRPHE ယခုလုံးရဲ့ဟာတဲ့တော်လန်ရေးလိုအပ်ချက်နဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေသည်ကိုဝန်ထဲဘွယ်တွေ့မြင်ရပါတယ်တဲ့တက်မတော်ရန်ရားတွင်ပြည်သူလူထုအားနေ့စဉ်နေ့အမျှဖိနှိပ်ညှဉ်းပန်းနေသည်ဝန်တန်းများစွာရှိသည်မှာအလုံးအသိပင်ဖြစ်တဲ့ဒါပေမဲ့၎င်းတို့ကိုအေးအေးယူရမှာပြည်သူလူထုအပေါ်၎င်းတို့ကျူးလွန်သည့်ပြစ်မှုအတိုင်းသာအေးအေးယူရမည်ဖြစ်ပါတယ်တဲ့ ထိုကဲ့သို့မဟုတ်ပဲစီရီယံလှုပ်ရှားမှုတွေမပါဝင်သည့်ဝန်ထမ်းများအားအရေးယူခြင်းသည်ဒီမိုကရေစီစံချိန်စံညွန်းများနှင့်လည်းကွဲလွဲကွဲလွဲနေပါတယ်။ CRPH အနေဖြင့်မိမိတို့၏နန်းစီရီယံဝန်ထမ်းများအပေါ်သဘောထားသည်စစ်ကောင်စီ၏စီရီယံဝန်ထမ်းများအပေါ်ထားရှိသောသဘောထားနှင့်ဘာများကွဲပြားနေပါသနည်းဟုမိမိတို့ကမေးခွန်းထုတ်ရပါလိမ့်မယ်။နန်းစီရီယံဝန်ထမ်းများကိုအရေးယူမိကိစ္စဟာခန်းစားချက်ကိုအခြေခံကလက်ခုပ်တံချူသည့်ကိစ္စမဟုတ်ပါလက်ခုပ်တံချူရမည့်ကိစ္စမဟုတ်ပါတဲ့ ယခုဥပဒေပြဋ္ဌာန်းမပြဋ္ဌာန်းရသေးမီကာလ၌ပင်တော်လန်ရေးဒေသ၌နန်းစီဒီယံဝန်တန်းများနှင့်ចောင်းသားចောင်းသူများအားခွဲခြားဆက်ဆံခြင်းနှင့်ပြစ်ဒဏ်ပေးသည့်ဖြစ်စဉ်များအများအပြားရှိနေပြီဖြစ်တယ်တဲ့ဤအခြေအနေတွင်ယခုကဲ့သို့ဥပဒေထုတ်ပြန်လိုက်ခြင်းမှာပုံမိုဆိုးရသည့်နောက်ဆက်တွဲအကျိုးဆက်များကိုဖိတ်ခေါ်ရောက်နေပါတယ်တဲ့ CRPH CRPH ယခုလောက်ရဟာတဲ့စံနှုန်းအရနိုင်ငံရေးအရအကျိုးဆက်အရမိသွမ်းမှလက်ခံနိုင်ပွဲမရှိသည့်အတွက်ဤဥပဒေကို ဘကသားများအဖွဲ့ချုပ်ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်သည်တဲ့ထွန်းလိုက်သည့်ဥပဒေကြောင်းအရဖြစ်ပေါ်လာမည့်နောက်ဆက်တွဲအကျိုးဆက်များကို CRPH ကတာဝန်ခံရမည်ဖြစ်ကြောင်းလေးနက်စာသဘောထားထုတ်ပြန်လိုက်တယ်ဆိုပြီးတော့ဘကသားများအဖွဲ့ချုပ်က အောင်ကြည်ညွတ်ဥဆောင်တဲ့ CRPH အဖွဲ့ကိုအဲ့လိုရေးထားတယ်နောက်တစ်ခုကတက္ကသိုလ်ဆရာမဆရာများအဖွဲ့ကလည်းတက္ကသိုလ်ဆရာများတမကကိုစားပြုကော်မတီကလည်းဗာရေးထားလဲဆိုတော့တက္ကသိုလ်ဆရာတမကများကိုစားပြုကော်မတီတဲ့ ဒီနဲ့2025နှစ်ဇွန်လ13ရက်နေ့နေဆွဲပြင် CRPA ကပြဋ္ဌာန်းလိုက်တော့အကြမ်းဖက်အာနာဖီဆန်ရေးလှုပ်ရှားအကြမ်းမဖက်အာနာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုအောက်ဖော်ပြပါအကြောင်းရင်းများအခြေပြုပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်တဲ့ဥပဒေဟာတော်လန်ရေး၄နှစ်ကျော်ကာလအတွင်းစွမ်းဆောင်ရည်ပိုင်းဆိုင်ရာပြဿနာများရှိနေသောတော်လန်ရေးအာနာပိုင်များအဖွဲ့အစည်းများ၏ပုံရိပ်ကိုပြန်လည်မြင့်တင်ရန်အတွက်ရည်ရွယ်ပြီးစီဒီယံဝန်ထမ်းများကိုခုတုံးလို့အသုံးချကာနိုင်ငံရေးအမျက်ထုတ်သည့်သဘောယူဆတယ်တဲ့ ဥပဒေအရဒီမိုကရေစီအနှစ်သာရတစ်ခုဖြစ်သည့်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပြောင်ပြောင်တင်းတင်းဖောက်ဖျက်ထားတယ်တဲ့အဆိုပါအယူဆဟာတဲ့အစင်လာတစ်ခုဖြစ်ခဲ့ပါကအနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက်အလွန်အန္တရာယ်ကြီးမားသည့်ချိန်ချမှုတစ်ခုဖြစ်တဲ့ဗတ်ပေါင်းစုံနှက်ဆိုင်စွာကွဲလွန်းနှုန်မှုရှိပြီးအမှန်တရားများကြောင့်ပြည်တွင်းပပိအမုန်းတရားများကြောင့်ပြည်တွင်းပဋိပက္ခများနှင့်ပြည့်နှက်နေသည့်နိုင်ငံတစ်ခုအတွက်ညီညွတ်မှုကိုအထောက်အကူမပြုစေသည်သာမကထပ်မံပြိုကွဲနိုင်ပြီးအစွန်းရောက်လူအဖွဲ့အစည်း အဖြစ်တွန်းပို့ခြင်းဖြစ်တယ်တော်လန်ရေးပုံရိပ်ကိုလက်စားခြေရေးကိုဥတီဒီတော်လန်ရေးတရက်အဖြစ်ဂုံတိတ်ခါမင်းမိန်စီခြင်းဖြစ်တယ်တဲ့စီဒီယံဝန်ထမ်းများကိုအာနာသိန်းစင်ကအာနာသိန်းအဖွဲ့ကတဲ့ကန့်ကွက်ခြင်းကိုအတူယူကစစ်ကောင်စီကဲသို့ကျင့်ကြံလာခြင်းဖြစ်တယ်တဲ့လူမှုအားကိုအခြေပြုထားသည့်တော်လန်ရေးတွင်တဲ့လူမှုစည်းရုံးရေးကိုဥတီရမည်အစားဒီမိုကရေစီစံနှုန်းဆန့်ကျင်ပြီးလူမှုကိုတော်လန်ရေးနှင့်ကွင်းကွာအောင်ပြုလုပ်သည့်အတွက်ပြုလုပ်နေကြလို့ဖြစ်တယ်တဲ့ အနာဂတ်နိုင်ငံနှင့်လူအဖွဲ့အစည်းပြန်လည်တည်ဆောက်ရေးမှာတဲ့ရင်ဆိုင်ရနိုင်သည့်လူသားအချင်းအမြင့်ကပ်ဘေးကိုမျှော်မြင်တွေးဆချက်ကင်းမဲ့တဲ့အဖွဲ့ဖြစ်တယ်ဆိုပြီးတော့တက္ကသိုလ်ဆရာများတက်မကကော်မတီကနေသူတို့ရေးထားတယ်ဆိုပြီးတော့ကျွန်တော်သတင်းတပုတ်မှာဒီလိုဖတ်လိုက်ရအဲ့တော့ပြောရလို့ရှိရင်အောင်ကြည်ညွန့်တို့အုပ်စုဟာစိတ်ကောင်းချိန်ပြီးတော့ခွေးသားရောင်းနေလို့ကျွန်တော်ဒီလိုပြောလို့ရတယ်ပြောတော့ဒီမိုကရေစီပြောတော့လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုသူတို့အလေးပြုတယ်အလေးထားတယ်ဆိုပြီးပြောထားပေမဲ့လက်ရှိအနေအထားမှာစီဒီအမ်မလုပ်တဲ့ဝန်ထမ်းတွေကို ပြဿနာရှာမယ်အပြစ်ဒဏ်ပေးမယ်ဆိုတာတွေကပြောရလို့ရှိရင် အောင်ကြီးညွန့်အုပ်စုတွေအန်ယူဂျီအုပ်စုတွေကဒီမိုကရေစီရဲ့အနှစ်သာရကိုမှန်မှန်ကန်ကန်ယုံကြည်တဲ့အဖွဲ့တွေမဟုတ်ဘူးလို့ကျွန်တော်တို့ဒီလိုသုံးသပ်ရခုလိုသတင်းတွေကိုပြောရပြီးအောင်မင်းကိုလည်းကျေးဇူးတင်ပါတယ်